ကျမကြီးကတော့ဦးနှောက်သွေးကြောင့်ပိတ်တာပေါ့နော်ပိတ်တော့ဒီညာဘက်တစ်ချမ်းပါသွားတာပေါ့ဦးနှောက်သွေးကြောင့်ပိတ်သွားတဲ့အတွက်ဒီဘက်ကပြဖြတ်သွားတာပေါ့အဲ့ဒီနေရာမမဖွဲ့အစည်းဝေးရှိတယ်မနဲ့အဲ့အဲ့အားထလာတော့အဲ့တော့ဖုံးလေးကင်ကြည့်လိုက်တာဖုံးကင်လာတော့ကင်တိုင်းနဲ့လက်ကအဲ့လိုတပြေးပြေးနဲ့ပြုတ်ကျလာဖုံးတော့ဘုံမကျသွားအောင်ဒီဘက်လက်ကလှမ်းကင်လိုက်တာပေါ့အဲဒါပေမဲ့ စိတ်ထဲမှာတော့ဟိုပေါ့ဒီလိုလေးဖြတ်တယ်ပါတယ်နဲ့ပေါ့တတိမထားမိဘူးပေါ့နောက်တစ်ခါပြန်ကင်ပြန်အဲ့လိုဖြစ်တာပဲမလှုပ်နိုင်တော့ဘူးလေနောက်နေ့မနေ့ကျတော့စိတ်ယုံကြီးတန်ပြီးတာစိတ်ယုံကြီးသွားတဲ့ခါကျတော့စိတ်ယုံကြီးမှလည်းတနည်းကုန်တာပါပဲနေရတယ်သူတို့တမန်လေးရိုက်ပါလိလုံးနဲ့စိတ်စိတ်ဟိုစစ်ကြီးစစ်ပေါ့လေအဲ့ဒါတွေလှုပ်ပြီးတာလှုပ်ပြီးပြီးတော့သူတို့ကစိတ်ယုံတက်ခိုင်းတာတက်မလားတဲ့စိတ်ယုံတက်ဖို့ကြတော့အန်ဒီလုံးမှအဆင်ပြေဘူးလေကို့မှလည်းအဖေါ်ကမရှိလူကမရှိနဲ့ဆိုတော့ ကဲမတက်တော့ဘူးဆေးပဲတောက်ရမယ်ဆေးတောက်ပြီးတော့တော်တော်3ရက်စောက်ကြည့်မယ်3ရက်စောက်ကြည့်မယ်3ရက်ပဲတက်ရမှာ3ရက်တက်ပြီးဆင်းရမှာဆေးပဲတောက်အဲ့ဆေးတွေသလိုရေးပေးရပေါ့အဲ့ဆေးတွေရေးပေးပြီးတော့အဲ့ဒါတောက်ဟိုတင်းပေါ့3ရက်နဲ့လပြန်ပြအဲ့လိုပေါ့အဲ့ဒါဆိုအဆင်ပြေတယ်ပေါ့အခုတော့ဒါတော်တော်လေးတော့သက်သာလာတယ်လို့တော့ပြောရမှာပေါ့ဟွန်းကျမကြီးအရော ။ဟိုတင်းပြောရင်တော့ဒီအုံနောက်သေးချောပိတ်တာပေါ့နော်။ပိတ်တော့ဒီညာဘက်တစ်ချမ်းပါသွားတာပေါ့။အုံနောက်သေးချောပိတ်သွားတဲ့အတွက်ဒီဘက်ကလိဖြတ်သွားတာပေါ့။လိဖြတ်သွားတော့အဲ့ဒီဟာအခုတော့ဒါတော်တော်လေးတော့သက်သာလာတယ်လို့တော့ပြောရမှာပေါ့။ဒါပေမဲ့ဘာမှတော့မလုပ်နိုင်သေးဘူးလေ။ဟိုလက်တွေပါကြီးဆိုဟိုဒီညာဘက်ဆိုတစ်ချမ်းလုံးကဘာမှတိုက်လှုပ်ရှားလို့မရသေးဘူး။အဲ့လိုပေါ့။အခုဆိုနှစ်လပြည့်တော့မယ်တမီး။ ီလိုပေါ့မနေ့အဲ့ဒီနေ့ကမမဖွဲ့အစည်းအဝေးရှိတယ်။မမဖွဲ့ပြန်ကမယ်ဆိုတော့အစည်းအဝေးလုပ်ကြမယ်ဆိုတော့အစည်းအဝေးရှိတော့အနည်းလုံးကလည်းအဲ့ဒါမစည်းဝေးသွားမယ်ပေါ့မနေ့အဲ့အဲ့အားထလာတော့အနည်းလုံးကဖုံးလေးကင်ကြည့်လိုက်တာဖုံးကင်လာတော့ကင်နိုင်လည်းလက်ကအဲ့လိုတပြေးပြေးနဲ့ပြုတ်ကြလာဖုံးတော့ဟိုမကျသွားအောင်ဒီဘက်လက်ကလှမ်းကင်လိုက်တာပေါ့အဲဒါမဲ့ စိတ်ထဲမှာတော့ဟိုပေါ့ဒီလိုလေးဖြတ်တပါတယ်လေပေါ့တတိမထားမိဘူးပေါ့နောက်တစ်ခါပြန်ကိုင်းပြန်အဲ့လိုဖြစ်တာပဲမလှုပ်နိုင်တော့ဘူးလေနောက်နေ့မနေ့ကျတော့စိတ်ယုံကြီးတန်ပြေးတာစိတ်ယုံကြီးသွားတဲ့ခါကျတော့စိတ်ယုံကြီးမှလည်းတနည်းကုန်တာပါပဲနေရတယ်သူတို့ဓမ္မလေးရိုက်ပါလိလုံးနဲ့စိတ်စိတ်ဟိုစစ်ကြီးစစ်ပေါ့လေအဲ့ဒါတွေလှုပ်ပေးတာလှုပ်ပေးပြီးတော့သူတို့ကစိတ်ယုံတက်ခိုင်းတာတက်မလားတဲ့စိတ်ယုံတက်ဖို့ကြတော့အန်ဒီလုံးမှအဆင်ပြေဘူးလေကို့မှလည်းအဖေါ်ကမရှိလူကမရှိနေဆိုတော့ ကလေးတွေကလည်းဟိုခွင့်ပြန်တဲ့စကားတွေအများကြီးပြောကြရမှာလေအဲ့လိုတည်းကအဲ့လိုဖြစ်တော့ကဲမတက်တော့ဘူးလို့ဘာသူတို့မေးကြည့်တဲ့ကာကြတော့ဒီစေယုံတက်တော့ရင်ဟိုတင်းပေါ့ဘယ်လိုလုပ်ပြီးမလဲဘာလဲပေါ့လေကိုလေဟိုတင်းဖြစ်တော့မေးလိုက်တော့သူတို့ကဒီဆေးပဲတောက်ရမယ်ဆေးတောက်ပြီးတော့သူတို့က၃ရက်စောက်ကြည့်မယ်၃ရက်စောက်ကြည့်မယ်၃ရက်ပဲတက်ရမှာ၃ရက်တက်ပြီးဆင်းရမှာဆေးပဲတောက်အဲ့ဆေးတွေသူတို့ရေးပေးတာပေါ့ ိတ်ဆေးတွေရေးပေးပြီးတော့အဲ့ဒါတော့ဟိုတင်းပေါ့သုံးရက်နေလပြန်ပြအဲ့လိုပေါ့အဲ့ဒါဆိုဘုအဆင်ပြေတယ်ပေါ့အခုအဲ့လိုလေးလုပ်နေတော့အခုနယ်လေးတော့ဟိုတင်းပေါ့အစားဆိုလုံးဝဒီလိုကြီးကနေရလေတွဲလောက်ရင်းဖြစ်နေအခုတော့အော်လင်ဖြစ်တော့နည်းနည်းလေးတော့လှုပ်ရှားလို့တော့ရလာပေါ့ဘွားလို့ဟိုဒုတ်ောက်လေးနဲ့ထောက်ဒုတ်လေးနဲ့ထောက်ပြီးတော့မတတ်တိပိုင်ထားနည်းနည်းပပလမ်းလျှောက်ပေါ့အဲ့လိုလေးတော့ရတာပေါ့အဲ့လိုကြီးတော့လေဝမ်းနေမနေဘူးပေါ့သမီးရဲ့ ဒါတော့ဖြစ်တတ်တဲ့ဓမ္မတာပဲလေဖြစ်ကြမှာပဲတခုမဟုတ်တခုဖြစ်ကြမှာပဲတချို့ဆိုဒီလို ဖြစ်ပြီးတော့လေပြတ်သွားတာနဲ့တခါတည်းအသက်ပါပါသွားတဲ့လူတွေရှိတယ်တချို့ကြတော့လေဒီလိုပဲတိုးတိုးတွဲလောင်းနေပဲဝင်ရင်ဖြစ်ပြီးတော့မလှောက်ရှားနိုင်ပဲနဲ့ပဲအဲ့ရတဲ့မှာလဲနေတဲ့လူတွေလည်းရှိတယ်ဆိုတော့အဲ့ဓာဒီနဲ့စာရင်တော့ကိုအခုဖြစ်နေတဲ့အနေအထားလေးကတော့တော်သေးတယ်လို့ပြောရမှာပေါ့အော်တချို့ဆိုမျက်နှာလေးရွက်စကားတွေမပြီးတော့ဘူးလေ အဲ့လိုတွေရှိတယ်။အခုအရင်လုံးကတော့စကားလည်းပြီးတယ်။မျက်နှာတွေပါလေးလည်းပါမသွားဘူး။ဒီညာဘက်လက်နဲ့ခြေထောက်နဲ့ပဲအဲ့ဒါလေးပဲအဲ့ဒါပဲပါသွားတယ်ဆိုတော့အခုအဲ့ဒါကလည်းအဲ့လိုဆေးတောက်ဆေးထိုးဒီအကျောဆေးတွေသွင်းအဲ့ဒါတွေလုပ်ရင်းနဲ့ပဲဒါအခုတော့တော်တော်လေးဟိုရင်းဖြစ်လာတာပေါ့လေ။ဒါပေမဲ့ဒီပုံစံကြီးနဲ့ကတော့ဘယ်လောက်ထိနေရအောင်လဲတော့မသိပါဘူး။ဟုတ်ကဲ့ပါ။မနာ နားရဆိုတာအခုမှသမီးအဲ့ဒီကားရိုက်ပြီးတော့အန်တီလုံးဟိုဟာရိုက်တယ်ဇာလန်းတွဲရိုက်နေရတညင်မှသွားသွားရိုက်ရတယ်ကားရိုက်ပြီးတော့ဩရင်ပေါ့30တလပိုင်း31ရက်နေ့မှာကားရိုက်ပြီးရေ31ရက်နေ့ကိုပြီးသွားတယ်နှစ်လပိုင်း3ရက်နေ့မှာအန်တီလုံးကဒီလိုဖြစ်တာอืม ော်စရာပေါ်ကားရိုက်နေတော့မဖြစ်လို့နှုံးမွေသူများနှောက်ရက်ဖြစ်မှာလေဟိုရှူတင်မှာဘာညာဖြစ်တယ်ဆိုရင်ပဲသူများတွေ့အနှောက်ရက်ဖြစ်မှာလေကိုယ်တွေ့နေအကုန်လုံးတို့အိုရင်းဖြစ်ကုန်မှာလေဟောပြီးပြီဆိုအေးဆေးပေါ့အိုရင်းဖြစ်တာဒါတကြံတွေ့တယ်သူနင်းတိုက်ကြမယ်ဆိုတော့အကတိုက်ကြမယ်အစည်းဝေးလုပ်ပြီးရင်လူလူစုပြီးရင်အကတိုက်မယ်ဘာညာဆိုတော့ကိုယ်လည်းပျော်ပျော်ပါပါပေါ့မထင်ဘူးလေဒီလိုလေးဖြစ်မယ်ဆိုတာကိုလေလေဒါပေမဲ့အဲ့3ရက်နေမှာအစည်းဝေးလုပ်တယ်အဲ့အစည်းဝေးလုပ်တဲ့နေ့မှာပဲအဲ့ဒီလောကဒီလိုဖြစ်သွားတာ ကားရိုက်ပြီးတော့3ရက်31ရက်နဲ့ကားပြီးတယ်နောက်3ရက်ပဲခါပြီးဒီလိုဖြစ်သွားဟိုဝင်နေတာတော့ပူဆွေးတာတော့မရှိပါဘူးတမီးဘယ်လိုပြောမလဲကိုကကိုနေတတ်အောင်တော့နေရတာပေါ့လေအာပေးတာဟိုဘအမေတော်နဲ့ဆန်းအမေများဖွဲ့ရအမေတော်နဲ့ဆန်းရဲ့အန်တီ2ရဲ့ အဲသူတို့နှစ်ယောက်ရောက်လာတယ်အမေကဘာမှမပြောပါဘူးဟိုနင်းဖြစ်ပါဘူးကိုအတွက်နဲ့သူများနှောက်ရက်ဖြစ်မှာဆိုလို့လေဟိုနင်းဖြစ်ဘူးဘာမှအမေကမပြောဟိုအမေရင်တော်မှာနေကောင်းတော့ဆိုကောင်းတယ်ပဲပြောတာအဲဒီတော့မပြောအဲဒါမဲ့အဲ့ဒီမှာသူအန်တီတူကတိတယ်တိတယ်ဆိုတာသူနေမကောင်းတဲ့အချိန်မှာအန်တီလုံးဝလည်းဒီလိုဖြစ်တဲ့အချိန်မှာသူ့စီကိုဖုန်းဆက်တိုက် ဖုံးဆက်တာကိုလည်းဖုံးပြောနိုင်သေးတယ်လေဖုံးဆက်နိုင်သေးတယ်ဆိုအန်ဒီသူတက်တာရဲ့လားသူစိတ်ယုံမှာမှာပဲရှိတယ်မစင်ရသေးဘူးတက်တာရဲ့လားနေကောင်းရဲ့လားဟိုတင်းဖြစ်လားဘာဘာညာပေါ့သူအလာဘာတလာဘာပြောတာပြောတာဒါပေမဲ့အန်ဒီသူနဲ့အမေနဲ့ကခဏခဏဖုံးပြောဖြစ်တယ်ဟိုအဆက်အသွယ်ရှိရဲ့အမြဲတမ်းသူနဲ့ရတော့အဲ့လိုပြောရင်းနဲ့အဲ့ဒါသူတို့ဟိုပေါ့နောက်သူစိတ်ယုံကဆင်းသွားအောင်ဆင်းသွားပြီးတော့သူလည်းကောင်းလာပြီဆိုတော့ အဲအမေများဖွဲ့နဲ့ဟိုထဲမှာ तू ကပြောပြလိုက်တာပေါ့မလုံးတင်အဲ့လိုဖြစ်နေတယ်ဘာညာဆိုတော့အမေဆန်းအောင်သွားမယ်သွားမယ်ကို့လူတွေဟိုနေဖြစ်တာသွားမှဖြစ်မယ်ဆိုတော့အမေဆန်းကလည်းကျမ်းမကြီးမကောင်းဘူးချီတော့တယ်ဆိုတာရောင်ကားနေတာပဲအဲ့ဒါယူနေသူရောင်းအောင်လာတယ်အမေကအားနာလိုက်တာရမ်းမဲ့သူ့မေရဲ့ဘာလို့လာတာလဲအော်မလာလို့မရဘူးလေသမီးရဲ့မေတို့ဟိုလိုပြောအန်တီတူကလည်းချီတော့တယ်ပြောင်းဖို့နေအမေဆန်းဆိုလေချီတော့တယ်ဒီအဲ့လိုကြီး အဲ့ဒါနဲ့သူလာတာအမေအထဲဝင်လာတာကိုကဟိုနေ့ဖြစ်တော့ကိုကရမ်းအားနာတယ်။ तू ကလည်းအသက်ကြီးပြီလေ80ကျော်နေပြီဆိုကိုရီးယားနေ။အော်အမေရဲ့ဘာဖြစ်လို့လာနေရလဲလို့အားနာလိုက်တာအမေရဲ့ဆိုတော့အဲသူတို့ကအမေများဖွဲ့ရသပိန်ခွဲပေါ့နော်။အန်တီ तू ကတတ်တတ် तू ကတတ်တတ်9000ပေါင်းနှစ်ပိုင်းပေါ့အမေစေးဘူးလေးကူညီပါတယ်အဲမမများအဖွဲရတော့ဟိုနေ့ကသူတို့ ဲ့ဒီမှာအကတိုက်နေရင်နဲ့အမေလာနိုင်လာခဲ့ပြီပါဒီမှာမိဂီယာတွေလည်းရှိတယ်။ဘာညာနဲ့ဆိုတော့ခေါ်တော့အမေလည်းသွားလိုက်တော့အဲ့ဒီမှာကလေးတွေကသုံးသိန်းကြောလိုက်တယ်မိလို့စကြံအကျူပေါ့။စကြံအကျူဆိုပြီးတော့အမေတွေအမေကိုသုံးသိန်းကြောလိုက်တယ်။အဲ့ဒီမှာဟို honey kit ဆိုတဲ့ honey kit ဒီမှာလား honey kit honey kit ရတတ်တတ်တပိန်ကြောလိုက်တယ်မိလို့။သူကတတ်တတ်ပေါ့။အဲ့အဲ့ဒီအဖွဲတဲ့အဖွဲတတ်တတ်သုံးသိန်း ဟန်နီခေကတတတတိုင်းကတော့လိုက်တယ်ပီတိဖြစ်တာဘောသမီးရဲ့ကိုယ်ကလေးတွေဒီလူလေးတွေလှုပ်ပေးကြတယ်ဆိုတော့ဟိုဘာပဲပြောပြောလေအခုချိန်ခါမှာရှားပါတဲ့ချိန်နေသမီးရဲ့အမေဆိုအခုဆိုအလောက်ကင်တော့ဘောတော်ယုံနေရအဆင်ပြေမှာမဟုတ်တော့ဘူးဒီလိုထိုင်ပြီးတော့ရိုက်နေရရင်ဘာမှလှုပ်ရှားမှုမရှိပဲလေဒီလိုထိုင်ပြီးပြောရမယ်ဆိုရင်တော့လေဒါရိုက်ဖြစ်ရိုက် ဖို့ခေါ်တဲ့လူရှိရင်တော့အဲ့လိုမျိုးတွေရိုက်ဖြစ်တာပေါ့ဒါပေမဲ့ဟိုလိုကြီးတော့လှုပ်ရှားသွားလာဟိုတင်းဖြစ်နေတာမျိုးကတော့မိရမလုံနိုင်တော့ဘူးလေကောင်းလာရင်တော့တမျိုးပေါ့အခုအချိန်နေနေရတော့ဒါတွေကမလုံနိုင်တဲ့အတွက်ဒီရှားပါနေတဲ့အချိန်မှာဒီလိုလေးတွေအကူအညီထောက်ပံ့လေးတွေရတော့ပီတိဖြစ်တာပေါ့သမီးရဲ့ကလေးတွေတွေ့တော့